ကျွန်တော်တို့မန်လေးသားတိုင်းမှာစိုက်ကယ်ဘင်းကြီးတွေနဲ့ပတ်သက်တဲ့အိမ်မက်တွေကိုယ်စီရှိကြမှာပဲကျွန်တော်ကိုယ်တိုင်လည်းမန်လေးသားတစ်ယောက်ဖြစ်တဲ့အတွက် performance bike တွေကိုကျွန်တော်ယူသွတ်ခဲ့ပါတယ်အဲ့ဒီယူသွတ်မှုတွေကပဲ automotive content တွေရိုက်ဖို့လည်းကျွန်တော်တို့တွန်းအားပေးခဲ့တာပါခုနောက်ပိုင်းမှာ cycle content တွေမြိုက်တာကြာပြီဆိုတော့ကျွန်တော်မိတ်ဆွေကိုယ်ရောဘူကတ်ဆရာအကြောင်းပြောလာတာပေါ့တရက်စတိုင်းလဲ exhaust modification လုပ်ဖို့ service attire cycle တွေရောက်နေလို့ဆိုတော့ကျွန်တော်သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ျွန်တော် showroom ရဲ့ရောက်ချင်းမှာတီးလိုက်ရတာ modify လုပ်မဲ့ cycle ရဲ့ကျွန်တော်စီကူတဲ့ cycle မဟုတ်ခဲ့ပေမဲ့တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းနေတယ်အဲ့ဒါကြောင့်ဒီ cycle ရဲ့ modification process မှာဘာတွေတွေ့ရမလဲဆိုတော့ကျွန်တော်တို့ live လေ့လာကြည့်လိုက်ရအောင်ငါလာဒူဂါတီမလေးဆာဗက်ကဆာဗက်ဘိုင်ဒါကိုအားကြီးပါတယ်။တွေ့ရဝမ်းသာပါတယ်ရပါတော့။ဒူဂါတီဆာဗက်ရဲ့တက်မီရှင်စိုးနိုင်ပါ။ကုနီယာတက်ပလေးရှင်အောင်တော့ကြော်ပါ။ဒီကိုထဲရောက်လေနည်းနည်းဝေးကြည့်အောင်။โอเคပေါ့။ဟုတ်ပါ။ အဲ့ bro ဒီကောင်က V4S နော်ဟုတ်တယ်ကို Panigale V4S V4S ကိုကျွန်တော်ဒီလောက်ကတော့ exhaust modification လုပ်မယ်ဆိုတာသိရအဲ့တော့ exhaust တက်ကဘာရွေးချယ်တာအဲဒီ owner ကတော့ Acropovic Full System exhaust ကိုသူကရွေးထားတယ်ဗောနော်ဒီ exhaust ကကျတော့ဒီ Ducati ရဲ့ recommend exhaust လည်းဖြစ်တယ်ဒီ cycle အတွက်တည်တံ့ထုတ်ထားပြီးရဲ့ exhaust လည်းဖြစ်တယ်အဲ့တော့ကျွန်တော်သိရသလားဒီ cycle fairing ကြီးအဲ့ super luxury နဲ့တော်တော်ဆင်းနေတော့သူအဲ့ဒီဟာကို inspire ယူပြီးတော့လုပ်ထားတာလားသူ့ရဲ့ owner ကတော့အဓိကဒီသူ့ရဲ့ cycle ကိုပေါ့နော် ပစ္စည်းအလဆင်ပစ္စည်းတွေနဲ့သူကအလဆင်ကြတာအဓိကတော့သူ့ site ကတော့ diamond vein စီးနဲ့မတူအောင်ပေါ့နော်အဲစိတ်ယုံကထုတ်ပေးလိုက်တဲ့ပုံစံတိုင်းမဟုတ်ပဲနဲ့ပေါ့အဲ့တော့ super ledger fairing နဲ့ပုံစံတူတဲ့ third party fairing သူတတ်တာဒါ original super ledger ရဲ့ fairing တိုင်းတော့မဟုတ်ဘူးဒါပေမဲ့ထူးခြားချက်တစ်ခုကကျတော့ဒီ third party fairing ဆိုပေမဲ့ဒီ cover ကြီးတွေအကုန်လုံးကလုံးဝ carbon fiber စစ်စစ်တွေကြီးပဲအဲ့တော့ အာမိုက်တယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့ဟုတ်ကျွန်တော်နောက်ခုသိချင်တာကဒီကောင်ကအဲအိဇောလဲမှာပေါ့နော်အိဇောလဲမှာဆိုတဲ့အနေထားမှာအဲ step by step သွားဖို့တဲ့ process ကဘယ်လောက်လောက်ကုန်လဲအချိန်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ job schedule တွေထဲမှာ ီ technician တွေရဲ့ဟိုပေါ့နော်ဘယ်ကနေဘလို့ကနေစလောက်ရမယ်အစားဆုံးဘယ်လောက်နာရီအချိန်ကြာလဲဆိုတာက schedule တွေထဲမှာတော့ပါပြီးသားဖြစ်တယ်ပေါ့နော်အဲဒါပေမဲ့ကျွန်တော်တို့ဒီတကယ်ကျွန်တော်အပြင်မှာလောက်ရတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်ဥမာဒီ cycle ဆိုရင်ကျွန်တော် fairing တွေက original fairing တွေမဟုတ်အဲ့တော့ကျွန်တော်ပို့ပြီးတော့မှ gear တစ် site နဲ့ဟိုလုံနေကြ ကင်နေကြပြည်စီမဟုတ်လေအဲ့တော့ပို့ပြီး view design နဲ့ကျွန်တော်ကကင်တွေပေးရတယ်အဲ့တော့အဲဒီပုံမှန် schedule တွေထပ်ပို့ပြီးတော့မှတော့အချိန်ကအပြင်မှာတော့လိုအပ်တယ်အဲဒါပေမဲ့ဟိုအလွယ်ပြောရမယ်ဆိုရင်တော့ဗောနော Panagali V4 တစီကို full system exhaust လဲမယ်ကျွန်တော်ဘယ်လောက်ကြာမလဲဆိုရင်တော့အစအဆုံးကျွန်တော်2ရက်တော့အချိန်တောင်းကျင်တယ်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့မှ save ဖြစ်တယ်အဲကျွန်တော်တည်တည်ချာချာလေးပို့ပြီးတော့မှလုပ်ပေးလို့ရတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်နောက်ထပ်သိချင်တာတစ်ခုက ကျွန်တော် ကားကာချာမှာရှိရဗျာဒီကျွန်းနေဆိုတဲ့ဟာလူတိုင်းဒီပါရင်းနေပြီးသားဖြစ်တယ်ကားစီကျွန်းလို့တယ် stage 1 stage 2ပါညာရှိရဗျာဒီမှာ cycle မှာကျွန်းနေဆိုတာကျွန်တော်သိမကြဘူးဗျာကျွန်တော်ကြားဘူးတဲ့ဇီးရှိရအဲ Valentino Rossi နဲ့လက်မှတ်ပါတဲ့ BMW တဇီးကိုကျွန်တော်မြင်ဘူးတဲ့ကျွန်းနေဆိုတာအဲ့မှာကျွန်တော်စကြားဘူးလားအဲ့တော့ cycle တိုင်းမှာမလိုအပ်ဘူးလားจูนิ่งလုတ်တယ်ဆိုတော့ဟိုဘောနော်ကျွန်တော်တို့တည်ထားတယ်အားလုံးတည်ထားတယ်จูนิ่งလုတ်တယ်ဆိုတာဘာလို့လဲဆိုတော့သူကဒီယင်တစ်ခုကိုဘောနော်ဒီအင်ဂျင်တစ်လုံးကိုစက်ယုံကထုတ်ထားတဲ့ performance ကို မလောက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ပို့ပြီးလိုချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကဟို customize ပြန်လုပ်တဲ့သဘောပဲလေအဲ exhaust လဲလိုက်တဲ့ cycle ဒီတိုင်းမှာ tuning ကတော့အဲလိုအပ်တယ်လို့ကျွန်တော်ကတော့ယူဆခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီမှာလဲ tuning လုပ်တဲ့အပိုင်းတွေကျွန်တော်တို့ရှိရဥမာဒီ cycle မှာဆိုရင်ကျွန်တော်တို့က acrobatic food system exhaust ကိုလဲတာ original exhaust မဟုတ်တော့တဲ့အတွက်ကြောင့်မို့လို့ဒီ cycle က horsepower ပို့ပြီးထွက်ဖို့အတွက်ကိုကျွန်တော်တို့က ECU tuning လုပ်ဖို့လိုအပ်တယ်ဒါကအရေးကြီးတယ်အဲ့ဒီဟာမလုပ်လို့မရဘူး ကျွန်တော်တို့စီမှာဆင်ပါเนาะမလုပ်လို့မရဘူးဒီလာတွေကညွန်ကြားထားတယ်ဆိုတော့အဲဒီ exhaust လေထုတ်တဲ့အခါမှာပေါ့เนาะပို့ပြီးတော့မှ filter တွေကအများကြီးညော့သွားပြီလို့ဆိုတော့အဲအဲ့ဒီအခါမှာဒီ fuel ratio air ratio ကိုညီမျှဖို့အတွက်က ECU ကိုကျွန်တော်တို့ကအတိပေးဖို့လိုတယ်အဲ့တော့လဲလိုက်ပြီဆိုတဲ့အကြောင်းအဲဒါမှဒီ ECU က engine ကိုမှန်ကန်တဲ့အလုပ်လုပ်မှုတွေကိုဆက်ပြီးခိုင်းစေလို့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါတွေမလုပ်ဘဲနဲ့ဆိုရင်အာကျွန်တော်တို့တခြားဘေးထွက်ဆိုးကျိုးတွေရှိလာမှာ ဲ့တော့ဒီကောင်က brother ဒီဘက်ခါလောက်ဆိုတော့ ready လောက်ဖြစ်ပြီပေါ့ဟုတ်ဒီမှာအခုဒါစပြီးတော့မှဖြုတ်တဲ့အပိုင်းတွေကဒီနေ့ကျွန်တော်တို့အခုစကားပြောတဲ့အချိန်မှာလုပ်နေပြီအဲပြီးပြီဆိုလို့ရှိရင်မနေ့ပြန်ဆိုရင်တော့ cycle က ready အာဖြစ်လောက်ပြီမနေ့ပြန်နေ့လယ်ပိုင်းလောက်ဆိုလို့ရှိရင်ပေါ့နော်အခုဒါ exhaust လဲမယ် exhaust လဲရဲ့ process လုပ်တယ်ကျွန်တော်ပြောသလိုပဲနှစ်ရက်အချိန်ကျွန်တော်တို့ယူတယ်အဲကျွန်တော်တို့အားလုံးကိုဖြုတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တေချာစစ်ဆေးမယ်အတွင်းထဲမှာဘာပြဿနာရှိလဲအနာရှိလားဘာညာပေါ့နော် အဲ့ဒီစစ်ဆေးပြီးွားပြီဆိုလို့ရှိရင်တန်ရှင်းလေးနည်းနည်းပါးကျွန်တော်တို့လိုအပ်တဲ့တန်ရှင်းလေးလုပ်ပေးမယ်ကျွန်တော်တို့အားလုံးပြီးသွားပြီဆိုတဲ့အချိန်မှာကျွန်တော်ပြန်တက်ဆင်တဲ့အပိုင်းကိုလုပ်အားလုံးတက်ဆင်ပြီးသွားပြီအားလုံးအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ mechanic ကအာဒီ cycle ကိုအရင်ဦးဆုံးတက်သွားရင်တက်သွားလုပ်မယ် ဲ့တော့ mechanic တယောက်ကတက်ဆွိုက်လုံးမှာပို့ပြီးတော့มาစိတ်ချတာဟုတ်ဟုတ်ကျွန်တော်လည်းတက်ဆွိုက်လုံးလို့မရအောင်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်ဒီ cycle ကိုကင်ထားတာပေါ့ဘယ်နေရာနဲ့တည်းကဘယ်လိုဖြုတ်ထားလဲဆိုတော့ကျွန်တော်မသိအဲတာဝန်ရှိတဲ့ mechanic ကိုတိုင်းပဲတက်ဆွိုက်လုံးတာအကောင်းဆုံးပဲအဲကျွန်တော်ကုမ္ပဏီမှာတော့အဲ့တိုင်းပဲကျွန်တော်လုပ်ပြီးအဲ့တော့ဒီ cycle ရဲ့ progress ကဘယ်လိသွားမလဲဘာကြီးလုံးလဲဆိုတော့ဆက်ကြည့်လိုက်အောင် let's go cycle ဝါဒနာရှင်နိုင်အိမ်မက်ထဲမှာ factory ကထုတ်ပေးထားတဲ့ stock အတိုင်းမဟုတ်ဖ ೇನೆ ကိုယ့်ရဲ့ထွက်နေတဲ့ကိုယ့်ရဲ့ mobile drain bike တစ်စီးရှိတတ်ကြတယ် performance ကိုထွက်ချင်လို့ပဲဖြစ်စေအများနဲ့မတူပဲထူးခြားနေချင်လို့ပဲဖြစ်စေ modification တွေလုပ်ပြီးကိုယ့်ရဲ့ dream bike တွေဖန်တီးကြရတယ်။အဲ့ဒီနေရာမှာကိုတန်မိုးထားရတဲ့ cycle ရေရှည် safety အတွက် quality ကောင်းတဲ့ authentic parts တွေကိုသုံးဖို့လိုအပ်တယ်လို့ skill mechanics တွေရှိတဲ့ certified service center တွေမှာ modify လုပ်ဖို့ကလည်းအရင်အရေးကြီးပါတယ်။အခုပြန်တော့မြင်နေရတဲ့ V4S ဆိုရင် Agrabovic Full System Exhaust Sensor ဖြစ်ပါတယ်။ Full System လဲတာဖြစ်တဲ့အတွက်ဒီ modification ပြီးသွားတဲ့အခါမှာ တိုးတဲ့ဝေးလျော့သွားမယ် air flow ပိုကောင်းလာမယ် quality material ဖြစ်တဲ့အတွက် higher pn နေမှာ exhaust ရဲ့ heat down ကိုပိုပြီးခံနိုင်လိမ့်မယ်ပြီးတော့ unit ဖြစ်တဲ့ sound quality တခုရမယ် stock performance နဲ့ overall horsepower 20လောက်တက်လာမယ်ဆိုတော့လည်းမဆိုးဘူးပေါ့ဒါပေမဲ့အဲ့မှာရင်ပြီးမသွားပါဘူးနောက်ထပ်အရေးကြီးတာက ECU ဂျူနီမှာ factory ကထုတ်ပေးထားတဲ့ parts တွေမဟုတ်တော့ဘဲနဲ့ဒီ resolution တွေအများကြီးရှော့ချပေးရတာဖြစ်တဲ့အတွက် air inflow outflow တွေ conversion process တွေဘယ်အချိန်မှလေသွင်းမယ်စီဘလောက်ဖြန်းမယ် ်ဘယ်ချိန်မှာ exhaust ကနေလေးထုတ်မယ်စသဖြင့်အကုန်လုံးကို cycle AC မှာမပင်အစ်စ်ပြန်ဆွဲရပါတယ်။ဒါမှပဲ cycle က performance ကောင်းလာပြီးရေရှည်မှလည်း engine တက်တန်းအတွက်စိတ်ချရမှာဖြစ်ပါတယ်။ကိုယ်ရုံးနဲ့ကျွန်တော်နဲ့အမေးပြစ်လုပ်ထားတဲ့ full video မှာလည်းဒူဂါရီနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာအများကြီးရှိသေးတာမဟုတ်ဘူး။ကျွန်တော်တို့ရဲ့ podcast video ကို YouTube မှာဝင်ကြည့်လို့ရပါသေးတယ်။အခုတော့ဒီ modification process လေးကိုပြီးပြီးခန်းစားကြည့်ပါဦး။ ခုတော့အားလုံးစောင့်မျှော်နေမယ့် roller scene လေးလာပါပြီ let's go ဝါဒနာနောက်ကိုလာရင်ယူသွားရလို့ဆိုခင်ဗျားတို့ကြားဘူးကြမှာတင်ပါတယ်အဲ့လူတွေထဲမှာအခုလို సై ကယ်ဝါဒနာရှင်တွေအများကြီးပါတယ်ကိုယ်မထေရဘိန်းစီကိုတမိုးကြီးတို့ပေးဝယ်ပြီးရင်တော့ after sales maintenance တွေအခုလို modification တွေတော့ရင်းနှီးမြှုပ်နှံရနေပြီ။အခက်မတင်စက္ကန့်ပိုင်းဆိုင်အမှားတစ်ခုပဲ။ဘူတကူကနှုတ်ယူသွားနိုင်တဲ့အငြင်းရှိနိုင်တာမို့လို့တော်ရင်ယူသွမှုနဲ့ဒီဝါသနာကိုလိုက်စားဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ဘလောက်ပဲဈေးကြီးပါစေဘလောက်ပဲအန္တရာယ်များပါစေအင်မတီးယားဆိုက်ကယ်တွေကျွန်တော်တို့စူးစမ်းနေကြအောင်လုပ်ပါမယ် ဲ့မှာအရေးကြီးတာကိုယ့်ရဲ့ day one နဲ့သူများရဲ့ one day နဲ့ရှင်ပြီးတော့ကိုယ့်ကိုအားမလို့အားမလို့ဖြစ်နေကြပါနဲ့အစမပြအားထုတ်နေလို့လည်းအိမ်မက်တရားအလံမဝေးဘူးဆိုတာကျွန်တော်ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါမယ်ကျွန်တော်တို့ဇိမ်းမှာနောက် video တစ်ခုမှာထပ်တွေ့ကြပါမယ်